အပိုင်းကြီးရဲ့အဆမှာတော့ကျောင်းရဲ့အရန်ကိုအထာကြတဲ့ကောင်းလေးတယောက်ဖြစ်တဲ့ဇာကာမိုတိုတယောက်တိပင်းတိပင်းမော်ကိုရောက်နေတာကိုမြင်ရမှာပါသူကအပင်မော်ကငှက်လောင်ရင်ရှေ့မှာရက်နေခဲ့ပြီးအထဲကငှက်လေးတွေနဲ့စကားပြန်လည်ပြောနေခဲ့ပါလိသူကငှက်လေးတွေအတွက်နီးလေစာငှက်စာတွေကိုယူလာပေးခဲ့ပေမဲ့ငှက်လေးတွေကတော့အလေလွန်နေပြီးအင်ဂူရောင်ပြန်ရောက်မနေခဲ့ပါဘူးဒါကြောင့်ဇာကာမိုတိုလည်းအပင်မော်ကနေစင်မိုးလုလိုက်ချင်းသူကအတော်လေးကြီးရအဆင်မပြေတဲ့မြင်ကွင်းတစ်ခုကိုမြင်သွားခဲ့ပါလိအဲ့ဒါကတော့ကျောင်းရဲ့လူမိုင်းတယောက်ကကူဘိုတာကိုအနိုင်ကျင့်ပြီးငွေတောင်းနေခဲ့တာပါ ကြောက်လန့်နေတဲ့ကူဘိုတာကတော့လူမိုင်းနှစ်ယောက်ကိုအိမ်ကနေသူ့အမေမသိအောင်ခိုးလာတဲ့တထောင်တန်းဟောင်းလေးကိုတုံတုံရီနဲ့ထုတ်ပေးနေခဲ့ပါသည်။ပတ်စံကူရာတော့ကြောင်းလူမိုင်းနှစ်ယောက်လေအကျော်ဝဲစားဖို့ထွက်သွားပြီးကူဘိုတာကတော့အတော်လေးစိတ်ပြက်ကကြံနေခဲ့ပါသည်။ခေါင်းငိုက်ဆိုင်နဲ့ရှောက်သွားနေတဲ့ကူဘိုတာကိုစာကာမိုတိုကမင်းကခုလိုအလူတန်းနေတောင်လုံနိုင်နေဆိုတော့အတော်လေးကိုပတ်စံချမ်းသာပုံပဲလို့ပြောလိုက်ပါသည်။ဒါကိုကြတော့ကူဘိုတာကစာကာမိုတိုကိုမင်းဒီမှာဘာလုပ်နေရလဲလို့မေးလိုက်ပြီးသူကသူ့ကိုသူမကားဝဲနိုင်တာအတွက်လည်းရှက်ယွနေခဲ့ပါသည်။အဲဒီနောက်မှာတော့စာကာမိုတိုကကူဘိုတာကိုထားခဲ့ကထွက်သွားဖို့လုပ်လိုက်ချင်း ကိုဘိုတာကတော့ဆာကာမိုတိုကိုငါ့ကိုကူညီနိုင်မလားလို့မေးလိုက်ပါရီဒါကိုကြတော့ဆာကာမိုတိုကကူဘိုတာကိုမင်းကိုယူကီချီကကူညီပေးနေရမလားလို့ပြောလိုက်ပါရီဒါပေမဲ့ကူဘိုတာကတော့မျက်ရည်တွေဘူးသီးလုံးလောက်ကြောက်အောင်ငုံနေပြီသူကသူ့မိစေကပတ်စံထပ်ပတ်ဖို့မဖြစ်နိုင်တော့ကြောင်းအသုံးစရိတ်အစ်မပြေနိုင်တော့ဘူးဆိုပြီးတော့ပြောနေခဲ့ပါရီဆာကာမိုတိုကတော့သူ့မှာလေကူဘိုတာထင်တယ်လို့ပတ်စံကမချမ်းသာဘူးလို့ပြောလိုက်ပြီးသူကလည်းရုပ်ချောချောလေးနဲ့ပတ်စံမွေးနေတာလို့ပြောပြလိုက်ပါရီအဲဒီနောက်မှာတော့ဆာကာမိုတိုကသူ့မှာအကြံတစ်ခုရှိတယ်လို့ပြောက ရပောက်ရလန်းရှာဖို့အတွက်ခေါ်သွားခဲ့ပါသည်။ကူဘူတာတယောက်ကတော့ဆာကာမိုတိုကိုပတ်စံချီမီယာကနေဘာဂါဆိုင်ရဲ့ပြားတာဘွားကိုရောက်သွားခဲ့ရပါပြီ။ဘာကြောင့်လဲဆိုတော့ဆာကာမိုတိုကကူဘူတာကိုသူ့အလုပ်လုပ်နေကြဆိုင်မှာအလုပ်သွင်းပေးလိုက်တာမဟုတ်လို့ပါ။ကူဘူတာကတော့အခုထိအကြောင်းတောင်ဖြစ်နေပြီ။ဆာကာမိုတိုကတော့သူ့လိုအထားကြတဲ့ဘဲကြီးကအခုလိုနေရာမှာအလုပ်လုပ်နေတာကိုမယုံနိုင်ဘူးမလားဆိုပြီးတော့ပြောနေခဲ့ပါသည်။အဲဒီနောက်ခဏကြာတော့တာဝင်ငယ်မတ်ဆူယာမာကရောက်ရှိလာပြီးဆာကာမိုတိုကိုမြင်တော့သဘောကျသွားပြီးကောင်တာမှာအစည်းအဝေးပြုစုဖို့အတွက်ခိုင်းလိုက်တာ။ ကူဘိုတာကိုတော့ဆိုင်းတန်ရှင်းလောက်ခိုင်းလိုက်ပါတယ်။ကူဘိုတာကတော့ဒါကိုစိတ်ပြတ်နေခဲ့ပေမယ့်သူဟာသူ့မေစီကပတ်စံထမ်းမပတ်ချင်တော့တာကြောင့်အလုပ်ကိုရောင်းအောင်လုပ်ဖို့တွေးခဲ့ပြီးအမေစီဖို့ကိုပါပြန်ထောက်ပံ့မယ်လို့စိတ်ကူးရည်နေခဲ့ပါတယ်။ဒါပေမဲ့မဆူယာမာကရောက်လာပြီးအမြန်လုပ်လုပ်ဖို့ပြောတာကြောင့်ကူဘိုတာလေးသူ့ရဲ့ပထမဆုံးနေ့မှာစိတ်ပြတ်မခံနိုင်ဘူးလို့တွေးကအလုပ်ကိုစလုပ်ဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲကူဘိုတာတယောက်ဖိနေပေါက်ခံလိုက်ရပြီးနေရာရွှေ့ပေးဖို့ပြောတာကိုခံလိုက်ရပါတယ်။ဒါကြောင့်သတိဝင်လာတဲ့ကူဘိုတာလေးသူ့ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အားလုံးကချက်ချင်းကြီးလှုပ်ရှုပ်နေကြအောင်မြင်လိုက်ရပါသေးတယ် အပြင်ဘက်ကောင်တာမှာတော့ကောင်မလေးတွေကတန်းစီနေပြီးစာကာမိုတိုကတော့သူတို့မသမီးကိုစီရင်ပြုစုနေကြတာပါအဲ့ဒီအခါမှာဂူဂိုတာလေးအမျိုးသမီးဖောက်တယ်တွေကအယမ်းများနေတာကစာကာမိုတိုကြောင့်ဆိုတာသိသွားခဲ့ပါတယ်စာကာမိုတိုကတော့ကောင်မလေးတွေကိုဘာမှမလဲလို့ပြီးတော့ကောင်မလေးက cheese burger နဲ့အပြုံးတပွင့်လောက်လို့ပြောလိုက်ပါတယ်နောက်တော့ဆိုင်တစ်ခုလုံးအမျိုးသမီးစားသုံးသူတွေပြေးသွားခဲ့ပြီးကောင်လေးတယောက်ကတော့ဂူဂိုတာကိုအာလူကျော်တွေကိုကြော်ပေးဖို့အတွက်ပြောလိုက်ပါတယ်ဒါပေမဲ့ဂူဂိုတာကသူမလုပ်တတ်ဘူးလို့ပြောလိုက်တော့ကောင်လေးကအာလူတွေကိုအိတ်ထဲထည့်ဖို့အတွက်ပြောလိုက်ပါတယ် ဒါပေမဲ့ဆရာမပြနီးမကြဖြစ်နေတဲ့ကူဘိုဒါကတော့အာလူကျော်ကိုတောင်အပေါက်လန်းတရားမထင်နိုင်ခဲ့ပါဘူး။သူကခဏခဏထွက်ကြနေပေမဲ့နောက်တော့တဖြည်းဖြည်းအဆင်ပြေသွားခဲ့ပါလိမ့်။အချိန်တော်ကြာတော့အားလုံးပြီးသွားပြီမို့ကူဘိုဒါလေးပဲစကားတော်မပြောနိုင်တော့မောင်းနေခဲ့ပြီ။မဆူယာမော်ကတော့သူတို့ရဲ့အလုပ်ကပြီးသွားပြီလို့ပြောလိုက်ပြီးတော့ကူဘိုဒါကတော့ဒါကမင်းအတွက်နားချိန်မရှိတဲ့ပထမဆုံးနေ့ဖြစ်ပေမဲ့မင်းအကောင်းဆုံးကြိုးစားနိုင်ခဲ့တယ်လို့ချီးကျူးလိုက်ပါလိမ့်။ဒါကကြာတော့အမြောက်ကြိုက်တဲ့ကူဘိုဒါတရားတော်လေးကိုဂျင်းနာသွားပါလိမ့်။နောက်ရက်ဒီမှာတော့ကူဘိုဒါတရားအလုံးမှာပို့ပြီးတော့ပြောလာခဲ့ပြီ။ တနေ့ကောင်မလေးရရင်လှုပ်ကျွေးမယ်ဆိုတဲ့စိတ်နဲ့ဘာကလုံနည်းတွေကိုလည်းရှယ်လေးလာပါတယ်။တရက်မှတော့စာကာမိုတိုကအကြောင်းကပြန်လာပြီးအလုတ်သွားဖို့အတွက်ပြင်ဆင်မှုလုပ်နေချိန်သူကကူဘိုတာရဲ့မျက်နှာကထူးခြားနေတာကိုသတိထားမိသွားပြီးဘာဖြစ်နေရလဲလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ကူဘိုတာကတပေါင်းတကူးမှမှုရလာတဲ့မျက်နှာကြီးနဲ့ဒီနေ့ကသူ့ရဲ့ပထမဦးဆုံးလာစာထုံးမဲ့ရဲလို့ပြောလိုက်ပြီးပူယုတ်ချောလောင်လို့သူ့ရဲ့စပင်ကိုသွားဖြောင်းရမလားလို့ပြောနေခဲ့ပါတယ်။စာကာမိုတိုကတော့သူကတော့ယူပါလမ်းမိသားမလို့တောင်တိုင်းဆက်ဝိုင်းချမ်းမဲ့ဝယ်မယ်လို့ပြောလိုက်ပါတယ်။ ဆိုင်ကိုရောက်တော့အားချံကဝါသားနဲ့ကိုလာမှယူခဲ့ပါရီပြီးတော့သူကထွက်မသွားသေးပဲစာကာမိုတိုကိုအပြုံးနှပွင့်ပေးဖို့အတွက်တောင်းဆိုပါရီယောက်ျားချင်းအထာပီးခံလိုက်ရတာကြောင့်စာကာမိုတိုတယောက်ဖော်ကင်မှာဂျိန်းသွားခဲ့ပြီးလန်သွားခဲ့ပါရီတစ်ဖက်မှာတော့အဖော်နှစ်ယောက်ကအားချံကိုမြှောက်ပေးနေခဲ့ပါရီအဲ့ဒီအချိန်မတ်ဆူယာမာကကူဘိုတာကိုအာလူးနောက်တစ်ပွဲစာကြောပြီးအလုတ်ဆင်းလို့ရပြီလို့ပြောလိုက်ပါရီခဏကြာတော့အကြောင်းရဲ့လူမိုင်းနှစ်ယောက်ကရောက်လာပြီးသူတို့ကမြင်တော့ကူဘိုတာတယောက်သူ့ရဲ့ပတ်စံတွေကိုထပ်ပြီးတော့ရေစဲချရတော့မယ်ဆိုတာသဘောပေါက်သွားခဲ့ပါရီ အဲ့ဒီချိန်လူမိုင်းတစ်ယောက်ကလည်းကူဘိုတာကိုမြင်သွားခဲ့ပြီးမင်းပြောက်နေလို့ငါတို့ကလိုက်ရှာနေတာဒီလိုမျိုးပြောလိုက်ပါတယ်ဇာကာမိုတိုကကျောင်းရဲ့လူမိုင်းတစ်ယောက်ကိုဘာမှမလဲလို့မေးလိုက်တော့သူတို့ကအသားပါကားတချို့ကိုမှားလိုက်ပြီးတယောက်ကတော့အခုထိသူတို့ကိုမသိချင်အောင်ထောင်နေတဲ့ကူဘိုတာကိုအလုပ်ပြီးရင်ဂါကူပန်ပန်းချံမှာသူတို့ကိုလာတွေ့ဖို့အတွက်ပြောလိုက်ကထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နှစ်ယောက်သားပန်းချံမှာထိုင်ကဝေလာရင်းမုံကိုစားနေခဲ့ပြီးကူဘိုတာကိုစောင့်နေခဲ့ကြပါတယ်ခဏကြာတော့ကူဘိုတာကိုမြင်လိုက်ရပြီးလှမ်းခေါ်လိုက်ပြီးတော့သူတို့ကိုအလူလုပ်ပြီးကုသိုလ်ယူဖို့အတွက်ပြောလိုက်ပါတယ် ဒါကြောင့်ကုဘူတာကပတ်စံကိုပေးဖို့လှုပ်လိုက်ပြီမင်း။သူမမပါရင်နိဗ္ဗာန်တော်မသွားခြင်းမူလို့တွေးလိုက်ပြီးသူအနေနဲ့ကုသိုလ်ထက်မြူတော်ဘူးလို့ပြောကပတ်စံကိုပြန်သိမ်းထားလိုက်ပါလိ။ဒါကိုမြင်တော့လူမိုက်တွေကလည်းမင်းကဘာအကုနဲ့မိုက်နေတာလဲလို့ပြောလိုက်ပြီးကုဘူတာကိုဝိုင်းထိုးကြပါတော့တယ်။ကုဘူတာတရားကိုဖနှောက်စာရီစားနေရပြီမင်း။သူကအောင့်ခံနေပြီးသူ့ရဲ့ပတ်စံကိုတော့ထုံမပေးခဲ့ပါဘူး။အဲဒီအချိန်စားကောင်မူတူကရောက်လာပြီးမုံနေကိုတုံးကကျောင်းလူမိုက်တွေကိုတိုက်ခိုက်ခဲ့ပါလိ။ ်သူကမုံမာရုံကထဲပေးဖို့မိသွားတာတွေကိုလာပေးတာလို့ပြောလိုက်ပြီးတယောက်ကတော့နားကိုကြုံနဲ့သိပ်ပေးလိုက်ကနောက်တစ်ယောက်ကတော့ဂျယ်လီနဲ့မျက်စင်းခတ်ပေးလိုက်ပါတယ်အဲဒီနောက်သူကကူဘိုတာကိုမင်းတစ်ခုခုလုံးတင်နေမှလာလို့ပြောလိုက်ပါတယ်ဇာဂါမိုတူရဲ့စကားကိုကြားတော့ကူဘိုတာကလူမိုင်းတစ်ယောက်ကိုဘာကအသားပြလို့ပြောင်းအောင်ဖိချလိုက်ပြီးတဲရီကိုယူဟာဖြူပေးလိုက်ပါတယ်ဒါကြောင့်မလို့လူမိုင်းတီလည်းထွက်ပြေးသွားပြီးကူဘိုတာကတော့သူ့ကိုယ်သူကာကွယ်တတ်အောင်တင်ပြီးလို့ဇာဂါမိုတူကိုကျေးဇူးတင်နေချင်းဇာဂါမိုတူကတော့သူ့ရဲ့အလုပ်ချိန်မပြီးသေးတာကြောင့်ပြန်သွားခဲ့ပါတယ် ။နောက်တစ်ရက်မှာတော့စာကာမူတူကစာသင်ခန်းထဲမှာရှိနေချိန်ကူရိုနူမာကသူ့ရှိကနေတဲတဲကြီးထိုင်ရှိနေပါလိမ့်။သူမကစာသင်နေရာကိုတော့မှအာရုံမစိုက်နိုင်မီစာကာမူတူကိုငန်းနေခဲ့တာပါ။အဲဒီချိန်စာကာမူတူရဲ့မျက်လုံးကသူမရဲ့တဲတဲကိုကြည့်လိုက်တာကိုသတိထားမိသွားပြီးကူရိုနူမာတယောက်ပီတိတွေဖြာသွားခဲ့ပါလိမ့်။ဒါပေမဲ့ပျော်လို့မှမဆုံးခင်ပါပဲ။စာကာမူတူတယောက်သူမကိုကြည့်လိုက်တာမဟုတ်ဘူးဆိုတာသိသွားပါလိမ့်။တကယ်တော့ဆာကာမိုတိုကသူမကိုဖျက်ပြီးအနောက်ကတင်မုံကဆာကိုလိုက်ကြည့်နေခဲ့တာပါ။အဲဒီချိန်ဆရာကတော့ကူရိုနိုမာကို အခြေရတဲ့တဲ့လက်ထိုင်မှုအတွက်ပြောလိုက်ပါရီနေလေသာစားချင်ရောက်တော့ကောင်းလေးနှစ်ယောက်ကကူရိုနိုမိုကိုနေလေသာစားဖို့လာခေါ်ပေမဲ့သူမကတော့နေလေသာဘူးလောက်လာတယ်လို့ပြောပြလိုက်ပါရီအဲ့ဒီအချိန်အောက်ခံပေါင်းမိအဝါကြားတစ်ထည့်ကိုသာဝစ်ထားတယ်ခတ်ကြောင်ကြောင်ဆေရာကရောက်လာပြီးကူရိုနိုမိုကိုသွားပြီးတော့စားနောင်နေပါရီဒါကိုတစ်ဖက်ကကြည့်နေတဲ့ဒါနာကာရိုတငယ်ချင်းနှစ်ယောက်ကမကြည့်နက်ခဲ့ပါဘူးသူတို့ကကောင်းလေးတွေကြောင်မှရေပန်းစားနေတဲ့ကူရိုနိုမိုကိုစောင့်ကြည့်နေခဲ့ပါရီအဲ့ဒီအချိန်မှာကူရိုနိုမိုကတော့စားကားမှုတို့ကိုဘယ်လိုချင်းကပ်ရမလဲဆိုတာတွေးနေခဲ့ပါရီအဲ့ဒီအချိန်ကူရိုနိုမိုက ဆာကာမိုတိုကိုဘယ်လိုချင်းကပ်ရမလဲဆိုတာတွေးနေခဲ့ပါတယ်။အဲဒီနောက်သူမကပထမဆုံးနီးလန်းအနေနဲ့ဆာကာမိုတိုကိုစာရှင်းပြခိုင်းမှုလုပ်ပြီးဆာကာမိုတိုနဲ့ပို့ပြီးတော့နီးကပ်ရအောင်ဆာကာမိုတိုစာရင်းနေတဲ့ညာဘက်ကိုရှောင်ပြီးဘယ်ဘက်ကနေနေရာယူဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့ဆရာသမားကဘယ်ရောညာရောနှစ်ဖက်စလုံးနဲ့စာရင်းနေတာကြောင့်ကူရိုနိုမာတယောက်စိတ်ပြတ်သွားပြီးအရှိမပဲဝင်ထိုင်လိုက်ပါတယ်။ဒါပေမဲ့သူမကစာကာမိုတိုရဲ့နာမည်ကိုမေးကြည့်ပြီးပို့ပြီးတော့ယင်းနီအောင်နာမည်တစ်ခုခုထပ်ပြီးပို့စူးစမ်းခဲ့ပါလိမ့်။ဒါပေမဲ့စာကာမိုတိုကတော့သူ့ရဲ့နာမည်ကိုလွှမ်းပိုင်လို့ရွေးပြသွားခဲ့တာကြောင့် ကိုရိုနိုမာတယောက်ထပ်ပြီးတော့စိတ်ညစ်သွားခဲ့ရပြန်ပါ ರಿ ဒါပေမဲ့သူမကလက်မလျှော့ပဲစာကာမိုတိုရဲ့အပြုအမူတိုင်းလိုက်လို့ဖို့စ조사ပြန်ပါ ರಿ ဒီတစ်ခါမှလဲစာကာမိုတိုကသူမဘာမှလိုက်မလုပ်နိုင်သေးခင်မှာခဲတံထဲတဲ့ခွက်ကိုတိဆောက်ပြီးသွားတာဖြစ်လို့စိတ်ပြက်ကလှည့်ထွက်သွားဖို့လုပ်ပါ ರಿ ကိုရိုနိုမာတယောက်စာကာမိုတိုသူမကိုလှမ်းပြီးတော့ခေါ်မယ်ထင်တယ်ဟိုကသူ့ကိုဂီယူရာမဆိုင်ပါဘူးဒါကြောင့်နောက်ဆုံးနည်းလမ်းအနေနဲ့သူမကစာကာမိုတိုကိုခူခူရီလို့ခေါ်တဲ့တရေခေါ်နီကိုကစားဖို့အတွက်ပြောလိုက်ပါရီ။အဲဒီအချိန်မှာယာဂီနဲ့တာနာကာရုကရောက်လာပြီးသူတို့ကကူကစားပေးမယ်လို့ပြောလိုက်ပါရီ။ ဒါကြောင့်ကိုရိုနိုမာတယောက်စိတ်ထဲကနေသာသနာဖြတ်တွေကိုမြစ်တာပို့နေပေမယ့်အပြစ်မှာတော့ဟန်ဆောင်နေခဲ့ရပါတယ်။အဲဒီနောက်ကောင်မလေး၃ယောက်ကမင်းကိုနေမင်းနေပြီ။ဒီတစ်ခါမှာတော့ကိုရိုနိုမာကစာကာမူတို့ချိန်နေတဲ့ကောင်မလေးနာမည်ကိုခုခရီကိုမေးလိုက်ပါတယ်။ဒါကြောင့်ကောင်မလေးတွေကသူရဲ့နာမည်တွေကိုအတင်းကြီးပို့လုပ်နေချင်းအကျွေးစီးကအောက်ကိုကျသွားပြီးစာကာမူတို့ကိုခုခရီကဝင်ပူပါတော့တယ်။သူ့ကိုထွက်သွားစေခြင်းရင်တောင်ပုံဆောက်ပေးဖို့အတွက်ပြောတာကြောင့်ကောင်းမလေးတွေကခုံနေတဲ့တောင်ပုံဆောက်ခဲ့ပြီးဒါနာကာရဲ့အပေါ်ကိုခုံကားပြုတ်ကြဖို့လုပ်ခဲ့တာကြောင့်ကုရုနုမာကကူပေးလိုက်ပါတယ် နောက်တော့ကောင်းမလေးတွေကပိုရင်းနှီးသွားပြီးဇာကာမိုတူကလည်းသတိပြန်ဝင်လာပြီးဖြစ်လို့ကောင်းမလေးတွေထွက်သွားချိန်မှာဇာကာမိုတူတရားကိုပြဿနာကိုဖြေရှင်းလိုက်နိုင်ပြီးဖြစ်လို့ခုံဒီကိုနေရာပြန်ချပြီးတော့ထွက်သွားခဲ့ကဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါတယ်